မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကီစက်နိုင်ကတာဝန်ယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အမေရိကန်ကရွှေပြောင်းတွေကို နေရပြန်မယ်ဆိုရင်ဒေါ်လာတထောင်ပေးမယ်ဆိုတဲ့ထရမ့်အစိုးရရဲ့ကမ်းလှမ်းချက်သတင်းခရိုင်းမီးယားအောင်ပွဲနေ့ခြေတပ်ပွဲကိုလုံခြုံရေးဆိုင်ရာစိုးရိမ်ရမှုကြောင့်ရုရှားကဖျက်သိမ်းလိုက်တဲ့သတင်းနဲ့ အီရန်နိုင်ငံကကက်ဆမ်ဘာစီယာပယ်ထိန်တုံးကြီးအတွက်ကိုထုတ်ဖော်ပြသခဲ့တဲ့သတင်းတွေပဲဖြစ်ပါတယ်။ဗရမဇုံသတင်းဘုတ်အနေနဲ့အမေရိကန်နိုင်ငံမှာတရားမဝင်နေထိုင်လျက်ရှိတဲ့ရွှေပြောင်းအခြေချသူတွေပေါ်မိမိစန္ဒလျောက်နေရပြန်ဖို့ဖိအားပေးတဲ့အနေနဲ့မေလ9ရက်နေ့ကဒေါ်လာ1000စီပေးမဲ့အစီအစဉ်တစ်ခုကိုကြေညာသွားခဲ့ပါတယ်။ CPP Home ဆိုတဲ့ app တစ်ခုကိုအသုံးပြုပြီး American ကနေမူရင်းနိုင်ငံစီထွက်ခွာသွားဖို့သဘောတူညီမယ်ဆိုရင်အထောက်ထားမဲ့နေထိုင်သူတွေအတွက်ငွေကြေးနဲ့အတူ ခီးသွားလာရေးအထောက်ပံ့မှာပေးအပ်သွားမယ်လို့အမိမြေလုံခြုံရေးဌာန DHS အနေနဲ့ကတိပြုသွားခဲ့တာပါ DHS ရဲ့ပြည်ထောင်စုဝန်ကြီး Christine Norm ကတော့ သင်ဟာဒီမှာတရားမဝင်နေထိုင်တာဆိုရင် ကို့ဖာသားကိုပြန်ထွက်သွားတာဟာအမေရိကန်မှာအဖမ်းမခံရဘဲစွန့်ခွာသွားနိုင်မယ်အကောင်းဆုံးအလုံးကျုံဆုံးနဲ့ကုန်ကျစရိတ်အသက်သာဆုံးနီလန်းဖြစ်တယ်လို့မှတ်ချက်ပြုသွားပါတယ်တကယ်လို့ရွှေပြောင်းနေထိုင်သူတွေဟာ app ကနေတဆင့်သူတို့နေရက်ကိုပြန်ရောက်ပြီးဖြစ်ကြောင်းအတီးပြုတ်ပြီးမှသာလျင်ငွေပေးချေတာမျိုးပြုလုပ်မှလည်းဖြစ်ပါတယ်အဲ့ဒီထောက်ပံ့မဲ့ဇယိတ်ပါ ထက်တွက်မယ်ဆိုရင်တော့အဲ့ဒီအစီအစဉ်တက်က နန်နင်တန်ပေးတဲ့ကုန်ကြဆေးရဲ့80ရာခိုင်နှုန်းဝန်းကျင်လောက်ကို short ချပေးနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ American ကရွှေပြောင်းတဦးကိုဖန်စီထိန်သိမ်းပြီးနန်နင်တန်ပေးတဲ့ကုန်ကြဆေးဟာပြင်းပြအားဖြင့်ဒေါ်လာ18000ကျော်ရှိတယ်လို့ DHS ဌာနအရသိရပါတယ်။ DHS ရဲ့ထုတ်ပြန်ချက်အရအဲ့ဒီအစီအစဉ်ကအနာဂတ်မှာတရားဝင်နီးလန်းနဲ့ American Sea ပြန်လည်ဝင်ရောက်နိုင်မဲ့အခွင့်အလမ်းကိုထိန်းသိမ်းရရောက်တယ်လို့လဲဆိုထားပါတယ် ဒါပေမဲ့လည်းလေလာသုံးသက်သူတွေကတော့ဒါဟာအလွန်ရက်စက်တဲ့လှည့်ပြားမှုတစ်ခုပဲဆိုပြီးစိုးရိမ်မှုရှိတဲ့ကြောင်းဒီပေးပြောဆိုခဲ့ကြပါရယ်။ဒါအပြင်အနောက်နိုင်ငံတွေကနေနေတန်းပေးလိုက်တဲ့ရွှေပြောင်းနေထိုင်သူတွေကိုလက်ခံပေးလို့ရှိရာရဝန္ဒာနိုင်ငံဟာအမေရိကန်နဲ့ဆွေးနွေးမှုတွေစတင်နေပြီဖြစ်ကြောင်းနိုင်ငံသားရေးဝန်ကြီးကိုတိုင်အတည်ပြုခဲ့ပါရယ်။

်မေလ9ရက်နေ့မှာကျင်းပသွားမယ်ပင်လယ်နဲ့စစ်ကမ်းမြို့စီဗက်စတိုဘိုမြို့ကခြေတပ်ပွဲကိုလုံခြုံရေးအနေနဲ့ကြောင့်မကျင်းပတော့ဘူးလို့ဆိုပါတယ်နိုဘိုရော့ခ် CS စစ်ကမ်းမြို့အနီးပင်လယ်နဲ့ထဲမှာယူကရိန်းဒရုန်းတွေကရုရှားတပ်လီနှစ်စင်းကိုပစ်ချနိုင်ခဲ့ပြီးနောက်ရပ်ပိုင်းတွင်ခြေတပ်ပွဲဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီကလည်းရုရှားမြို့တော်မော်စကိုမှာအောင်ပွဲနေ့ခြေတပ်ပွဲကိုတက်ရောက်လာမယ့် ိုင်ငံရဲ့ခြားအရာရှိတွေရဲ့လုံခြုံရေးအတွက်အာမမခံနိုင်ဘူးဆိုပြီးတတိပေးခဲ့ပြန်ပါတယ်။ရုရှားဟာမီးရှို့ဖောက်ခွဲတာဒါမှမဟုတ်အခြားရန်လိုတဲ့လုပ်ရက်တွေကိုကြိုးကင်နေပြီးယူကရိန်းပေါ်အပြစ်ဖို့ဖို့ကြိုးပမ်းနိုင်တယ်လို့ဇယ်လန်စကီကဖြည့်ဆွတ်ပြောပါတယ်။ရုရှားနိုင်ငံလုံခြုံရေးအတွက်ရုရှားအစိုးရမှသာ တာဝန်ရှိတယ်လို့လည်းဖြည့်ဆွတ်ပြောပါတယ်။တချိန်တည်းမှာပဲယူကရိန်းဟာ ပြန်လည်မွမ်းမံပြင်ဆင်ထားတဲ့ American C က Patriot လေကြောင်းရန်ကာကွယ်စနစ်ကိုလက်ခံရရှိသွားဖို့ရှိတဲ့ကြောင်းကြေညာသွားခဲ့ပါတယ်နောက်ထပ်သတင်းဒီပုတ်အနေနဲ့ အီရန်နိုင်ငံဟာ1200ကီလိုမီတာအကွာအဝေးထိပြစ်လွတ်နိုင်တဲ့ကက်ဆမ်ဘာစီယာအမီယာလောင်စာစီကဲ့သို့ပယ်ထိန်ဒုံကြီးအစ်စ်တမျိုးကိုထုတ်ဖော်ပြသခဲ့တယ်လို့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကနိုင်ငံပိုင်မီဒီယာမှာအစီရင်ခံတင်ပြသွားခဲ့ပါတယ်အဲ့ဒီဒုံကြီးမိတ်ဆက်မှုအပြီးမှာပဲအီရန်ကာကွယ်ရေးဝန်ကြီးအဇစ်နာစီစက်တေကတိုက်ခိုက်စရာအကြောင်းပေါ်လာခဲ့ရင် အားနဲ့အင်းနဲ့တုံ့ပြန်မှုအစင်သင်အစင်သင်ရှိတယ်ဆိုပြီးတည်င်းတောက်တွေကို ပြောကြားတော်ပါရီအီရန်ဟာအိန္ဒိယနိုင်ငံတွေနဲ့ရန်လိုရန်ဆမှုတွေမရှိပေမဲ့လေဒေတာတွင်းကအမေရိကန်ရဲ့အခြေစိုက်စခန်းတွေကို ပြစ်မှတ်အဖြစ်သတ်မှတ်ထားကြောင်းဖြည့်ဆွတ်ပြောတော်ပါရီမေလ၄ရက်နေ့တုန်းကယမန်နိုင်ငံအခြေစိုက်အီရန်နောက်ခံပြုဟူသီအဖွဲ့ဟာဒုံးကျည်တစ်စင်းပြစ်လွတ်ခဲ့ရမှာအစ္စရေးရဲ့အဓိကလေဆိပ်ဖြစ်တဲ့ ဘန်ဂူရီယွန်အနီးကိုကျရောက်သွားခဲ့ပါတယ်။ဒါဟာဂါဇာဒေသကပါလက်စတိုင်းတွေကိုအတူရှိနေတဲ့အကြောင်းပြသမှုဖြစ်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဟူတီအနေနဲ့တာဝန်ခံပြောဆိုထားပါတယ်။အဲဒီလို့ရဲ့အတွက်လက်တုံပြမယ်လို့လဲအစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုအနေနဲ့တတိပေးထားပါတယ်။ မလ15ရက်နေ့တည်းကအမေရိကန်ဟာယီမမရှိနေတဲ့ဟူတီရီရဲ့အမာဂန်စခန်းတွေကိုတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပြင်တမရဖြစ်သူဒေါ်နယ်ထရမ့်ကပါဟူတီရဲ့တိုက်ခိုက်မှုတွေအတွက်အီရန်ကိုတာဝန်ယူခိုင်းမယ်လို့ပြောဆိုခဲ့ပါတယ် ယီမင်ကဟူတီလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးအီရန်ကိုဆွဆွဲပြောဆိုတာတွေနဲ့တိုင်ကြားချက်အလုံးဟာအခြေမြစ်မရှိသလိုဂါဇာမှာလူမျိုးတုံးတပ်ဖြတ်မှုဖြစ်ပွားနေတဲ့အဓိကပြဿနာကိုအာယုံလွှဲပြဖို့ရည်ရွယ်နေတာသာဖြစ်တယ်လို့လည်းတုံ့ပြန်ထားပါတယ်။ برای نشان دادن دقت سر جنگی این موشک مب... نو تا سس سس تدین بو نینه یمن نگه وین جی جو احمد اوت بن مبارک ها تمرا گون زون مو کونسی پی ال سی ما پی گئے دے سنی نی اتوین نو ٹھ سا تین گئے دے لو تی یا باری لقد قدمنا الكثير من التنازلات من اجل السلام على مدار الاعوام السته الماضيه ادينا بي ال سي كونسي گا بنا ای وین جی پھت دیو سالی بن بیریکو ဝင်ကြီးချုပ်နေရာစက်ခတ်မဲ့သူအဖြစ်ခန့်အပ်လိုက်ပါ रे တရားဝင်နှုတ်ထွက်စာထဲမှာဘင်မူဘာရက်ကအစိုးရကို အပြောင်းလဲလုပ်ပြီးလိုအပ်တဲ့အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေအကောင့်ထဲပေါ်ရမှာ အခက်အခဲအများကြီးနဲ့ကြုံတွေ့ခဲ့ရတယ်လို့ဖော်ပြထားပါ रे ယီမန်နိုင်ငံကဟူတီတပ်ဖွဲ့တွေနဲ့ပဋိပက္ခဆက်လက်ဖြစ်ပွားနေပြီး စီးပွားရေးမတည်ငြိမ်တာမျိုးအပါအဝင်စိန်ခုံမှုများစွာနဲ့ရင်ဆိုင်နေရချိန်မှာ အခုလိုမျိုး ဝင်ကြီးချုပ်ယာဒူးကိုဆွန့်လွတ်သွားခဲ့တာပါ2024 February လ9ရက်နေ့ကတည်းကဘင်မူဘာရက်ဟာဝင်ကြီးချုပ်ယာဒူးကိုထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်ဒါပြင်ဘင်မူဘာရက်ဟာနိုင်ငံသားရေးဝင်ကြီးနဲ့ American နိုင်ငံဆိုင်ရာတန်အမတ်နေရာအပါအဝင် ထိတ်တန်းယာဒူးအများပြားမှာလည်းတာဝန်ထမ်းဆောင်ခဲ့ပူပါတယ် လက်ရှိဝင်ကြီးချုပ်သစ်ဘင်ဘဲရစ်ကတော့2019ခုနှစ်မှာဗန်နာယီဝင်ကြီးဖြစ်စတင်ထမ်းဆောင်ခဲ့ပြီးအဲ့ဒီမတိုင်ခင်ဒုတိယဗန်နာယီဝင်ကြီးတာဝန်ကိုပါယူခဲ့ပူပါရီအခုလိုမျိုးဘင်မူဘာရက်ရာဒူးနှုတ်မထွက်ခင်ဧပြီလကတည်းကအစိုးရအဖွဲ့ဝင်ဝင်ကြီး၁၈ဦးဟာဒီဝင်ကြီးချုပ်ရာဒူးကိုဆွန့်လွတ်ဖို့အတွက်တောင်းဆိုခဲ့ကြတဲ့အလျောက်ယမင်အစိုးရအတွင်းအကွဲပြဲပေါ်မိမောင်းထုတ်ပြရာရောက်ခဲ့ပါသည် ဆက်လက်တင်ဆက်ပေးမှာကတော့ဆူဒန်နိုင်ငံဖို့ဆူဒန်မြို့မှာ RSF အရန်တပ်ဖွဲ့ကပစ်လွတ်လိုက်တဲ့တိုက်ခိုက်ရေးဒရုန်းတွေကြောင့်လောင်စာစီတူလာယုံနဲ့အခြားအရေးပါတဲ့ပြစ်မှတ်တွေကိုပါ ထိမှန်စေခဲ့တယ်လို့သိရပါတယ်မေလာ6ရက်နေ့အစောပိုင်းကပောက်ကွဲမှုတွေနဲ့မီးလောင်မှုအများပြားကိုကြုံတွေ့ခဲ့ရတယ်လို့လည်းသိရပါဗျာ အခင်းဖြစ်ပွားရာနေရာအတိအကျနဲ့အကြောင်းရင်းတွေကိုတော့အသေးစိတ်မသိရသေးပေမဲ့လည်းအဲ့ဒီတိုက်ခိုက်မှုကငြိမ်သက်နေခဲ့တဲ့မြို့ကိုတုံးရက်တာလှုပ်ခတ်သွားစေခဲ့ပါရီဒါဟာ RSF အရန်တပ်ဖွဲ့ကမြို့ရင်းသာမက စိတ်ကန်းနဲ့လေးတဲ့စကန်းတဝိုက်ပါဝင်လောင်စာစီတူလောက်ယုံကပါပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့်ဖြစ်ပါရီအဲ့ဒီမြို့ကန်တွေရဲ့ပြောကြားချက်အရဆိုရင် ဒါဟာ RSF တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုဖြစ်တယ်လို့သာယုံကြည်ထားကြပါတယ်။လက်ရှိဖြစ်ပေါ်နေစေစူဒန်စစ်တပ်နဲ့ RSF အရန်တပ်ဖွဲ့ကြားကပြည်တွင်းစစ်ဟာကမ္ဘာအဆိုးရွားဆုံးလူသားချင်းစာနာမှုဆိုင်ရာအချက်တဲကို ပေါ်ပေါက်လာစေခဲ့ပါတယ်။ကုလသမဂ္ဂနဲ့အကူအညီပေးရေးအေဂျင်စီတွေအပါအဝင်စစ်တပ်နဲ့အတူအဆိုးရွားဝင်ကြီးဌာနတွေရုံးဆိုင်ရာဒီစူဒန်စစ်ကမ်းမြို့မှာအခုတစ်ခေါက်နောက်ဆုံးတိုက်ခိုက်မှုကြောင့် ခြေအနေတွေပုံမဆိုးရွားလာခဲ့ကြောင်းဖော်ပြထားပါတယ်။နောက်ဆုံးတင်ဆက်ပေးမှာကတော့တရုတ်ကစားသမားဂျောင်ရှင်းတောင်ဟာစနူကာချန်ပီယံရှစ်ပြိုင်ပွဲမှာအနိုင်ရဘိုးဆွဲသွားခဲ့ပြီးပထမဆုံးတရုတ်ကစားပြုကမ္ဘာချန်ပီယံဖြစ်လာခဲ့တယ်လို့သိရပါတယ်။မက်ရှလာ9ရက်နေ့ကကျင်းပသွားခဲ့တဲ့ကမ္ဘာစနူကာချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝီလ်စ်ကစားသမားမတ်ဝီလျံကိုအနိုင်ရပြီးဂျောင်ရှင်းတောင်ကပိုဆွဲသွားနိုင်ခဲ့တာပါအဲ့ဒီပွဲစဉ်မှာကမ္ဘာချန်ပီယံသုံးဆုရှင်မတ်ဝီလျံဟာတဖန်အနိုင်ရဖို့ကြိုးပမ်းခဲ့ပေမဲ့အသက်28နှစ်အရွယ်ဂျောင်ရှင်းတောင်ကသာပွဲကို လွှမ်းမိုးသွားနိုင်ခဲ့ပါတယ်2023ဇန်နဝါရီလတုန်းကလုပ်ပွဲကစားရပါပဝင်ပတ်သက်ခဲ့မှုကြောင့်ဂျောင်ရှင်းတောင်ကို လာပေါင်း20ကြာပွဲပယ်ခဲ့ပူပါတယ် ဒါကြောင့်ကျောင်းရှင်းတောင်ကအဲ့ဒီပြိုင်ပွဲရှင်ပြိုင်တဲ့အခါမှာသူ့ရဲ့အစင်တန်းသတ်မှတ်ချက်ကိုအပျော်ရမ်းဖြစ်သားသတ်မှတ်ခဲ့ပြီးပြိုင်ပွဲဝင်ခွင့်ရဖို့အတွက်လက်ရည်စစ်ပွဲ၄ပွဲအထိကစားခဲ့ရပါတယ်။ဆိုင်ကလုန်းဆိုပြီးတည်ထားကြတဲ့ကျောင်းရှင်းတောင်ကစီမီဖိုင်နယ်ပွဲစဉ်မှာလည်းကမ္ဘာချန်ပီယံ9ကြိမ်ဖြစ်ခဲ့ပူးတဲ့အိုဆူလီဗန်ကိုအနိုင်ရခဲ့တဲ့အလျောက်စနူကာဘီယင်သစ်ဖြစ်လာဖို့အလားအလာကောင်းလို့နေပါတယ်။အဲ့ဒီပြိုင်ပွဲမှာအနိုင်ရရှိခဲ့တာကြောင့် ဂျောင်ရှင်းတောင်ဟာလက်ရည်စစ်ပွဲအဆင့်ကနေတက်ပြီးချန်ပီယံစုကိုအရယူနိုင်ခဲ့တဲ့တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ဒီကဘတ်စနူကာပြိုင်ပွဲရဲ့စုကြည့်ဖြစ်ဂျောင်ရှင်းတောင်ဟာပေါင်၅သိန်းရရှိပိုင်ဆိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါ နိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရယ်ကျွန်တော်ကတော့ K ဆက်နိုင်ပါ